ျွန်တော်တိထားရဲ့စကြဝဠာရဲ့ဖန်ဆင်းခြင်းဟာတကယ်တော့တရားခွင်တဲကအကြီးမားဆုံးအမှုတစ်ခုရဲ့အဖြစ်ဆိုရင်ကိုဘယ်လိုထင်ပါသလဲဟုတ်ပါတယ်ဒီနေ့မှာတော့ဖရာသခင်ဟာသူ့အပေါ်ကြားရောက်လာတဲ့ကြီးမားတဲ့ဆွဆွဲချက်တစ်ခုကိုဖန်ဆင်းခြင်းအပြင်ဘယ်လိုပြန်လဲခြေဖက်ခဲ့တယ်ဆိုတော့စကြဝဠာတစ်ခုလုံးနဲ့ဆိုင်တဲ့ဥပရေရဇလန်းကြီးတစ်ခုကိုအတူတူလေ့လာကြည့်ပါပါကဲဒီချက်ွေးဆိုင်ရဇလန်းကြီးကိုအခန်း၅ခန်းခွဲပြီးကြည့်သွားကြရအောင် ကောင်းကင်ဘုံကပုံကံမှုကနေစပြီးတော့အဖိသက်စီးရင်ချက်ချရဲ့အသည့်ဒီဇလိုင်းရဲ့အလဲအပြောင်းအပြောင်းတွေကိုတခုချင်းစီရှိရှိလင်းလင်းတွေ့မြင်ထွားရမှာပါဒီဇလိုင်းရဲ့အစကဖန်ဆင်းခြင်းမဟုတ်ပါဘူးအဲ့ဒီတည်းအများကြီးစောတဲ့အချိန်အရာအလုံးရဲ့အစလို့ပြောလို့ရတယ်ကောင်းကင်ဘုံမှာ ဖြစ်ပွားခဲ့တဲ့ပုံကံမှုကြီးတခုကနေအလုံးစတင်ခဲ့တာပါဟိုးရင်တုန်းကကောင်းကင်တမန်တွေထဲမှာအစွမ်းအထက်ဆုံးအလပဆုံးဖြစ်တဲ့လူစီဖာဟာ ဖြောင့်မတ်ခြင်းနဲ့တရားမြတ်တာခြင်းအပေါ်မှာအခြေခံတဲ့ဖျားသခင်ရဲ့ပလင်တော်ကိုသိမ့်ပိုက်ဖို့ကြိုးစားခဲ့ပါတယ်။သူ့ရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပဲ။ငါသည်အမြင့်ဆုံးသောဖျားနှင့်တူအောင်ကိုကိုကိုလုပ်မည်ဆိုပြီးတော့ပေါ့။ဒါပေမဲ့လေလူစီဖာရဲ့ပုံကံမှုကလက်နဲ့နဲ့တော်လန်တာမျိုးတတ်တယ်မဟုတ်ခဲ့ဘူး။ဒါကဥပဒေကြောင့်အရာစိန်ခေါ်မှုတစ်ခု။သူကဖျားသခင်ရဲ့အုပ်ဆုံးမှုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့မေတ္တာရပြည့်နေတော်ကို တိုက်ရိုက်ဆွဆွဲခဲ့တာပါသူရဲ့အစွဲရဒီပြည့်နဲ့ဟာမတရားဘူးဖန်ဆင်းကံတွေအတွက်လိုက်နာဖို့ဘလို့မှမဖြစ်နိုင်တဲ့ပြည့်ညတ်တော်ကြီးတစ်ခုပဲဖြစ်တယ်ဆိုပြီးတော့ပေါ့စာရန်ရဲ့အထီကငင်းခုံကတော်တော်လေးကိုပါနတ်ပြီးလှဲ့စားနိုင်ဆွမ်းရှိတယ်သူကဘာပြောလဲဆိုတော့ခမရရဲ့ပြည့်ညတ်တော်ကိုဘယ်သူမှမဆောင်ထိန်နိုင်ဘူးဆိုတဲ့အဲ့ဒီပြည့်ညတ်ကိုဖြစ်ထမ်းတဲ့ခမရဟာမူတာဝါရီဖြစ်ရမယ်ပြီးတော့ အဲ့ဒီပညာနဲ့တရားစီရင်တဲ့အတွက်လူသက်သမားလည်းဖြစ်ရမယ်ဆိုပြီးဆွတ်ဆွဲခဲ့တာပါကဲဒီနေ့မှာကျောတော်အလုံးစဉ်းစားဆရာမိခွန်းတခုရှိလာပြီဆွတ်ဆွဲချက်ကလုံးတော့မာယွင်းနေမှန်တည်တဲ့တာနဲ့ဘာဖြစ်လို့ဆွတ်ဆွဲသူကိုချက်ချင်းအေးမြူခဲ့တာလဲအဖြေကတော့အဖြစ်ပြလဲရုံနဲ့ဒီပြဿနာကအမြင့်ပြတ်မသွားလို့ပါပဲဘုရားသခင်ရည်ရွယ်ချက်ကအဲ့ဒီထက်ပိုကြီးမာတယ်သူ့ရဲ့ပြည့်ညတ်တော်ဟာဖြောင်မတ်ပြီးကောင်းမြတ်ကြောင်းကိုစัจ java လာတစ်ခုလုံးရှိမှာ ဘသူမှတန်တရာမရှိတော့အောင်အပီးတိုင်တက်တည်ပြချင်ခဲ့တာပါ။ဒါမှလည်းနောင်နောင်ကဲတော့မှဒီလိုပုံကမှုမျိုးထပ်မဖြစ်တော့မှာ။ကဲဟုတ်ပြီ။ဒီတော့ဒီစက်ကြဝဠာဆိုင်ရာဆူဆွေးချက်ကိုဖြည့်ရှင်းဖို့ပထမဆုံးခြေလှမ်းအနေနဲ့လူသားကိုဖန်ဆင်းခြင်းစီကိုကျွန်တော်ရောက်လာပါပြီ။ဒါကပထမဆုံးစံတမှုပေါ့။အာရန်ကိုဘာလို့ဖန်ဆင်းခဲ့လဲဆိုတော့အဓိကအကြောင်းရင်းတစ်ခုရှိပါတယ်။ပထမတစ်ခုကသားတော်ကြွလာဖို့အတွက်လူမျိုးနွယ်ကိုအစာပြုပေးဖို့ဖြစ်ပြီ ဒုတိယတစ်ခုကတော့တက်ရှိတက်တည်အနေနဲ့မေတ္တာပညတ်တို့ကိုလိုင်းနာနိုင်ပါတယ်ဆိုတာကိုပြသဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဝါနေဆီယာကတော့အာဒမ်ဟာအဲ့ဒီစံတမှုကိုမအောင်မြင်ခဲ့ပါဘူး။စတန်ရဲ့လှည့်ဆောင်မှုနောက်ကိုလိုက်သွားပြီးပညတ်တော်ကိုဖောက်ဖျက်လိုက်တယ်။အဲ့ဒီမှာပဲသူရောသူနဲ့သူလောကကြီးတစ်ခုလုံးမှာဆွဆွဲသူရဲ့အုပ်ဆိုးမှုအောက်ကိုကြားရောက်သွားလာတာပါပဲ။ဒီချာရှုံမှုရဲ့ကျိုးဆက်ကကြောင်းစရာကောင်းလောက်အောင်ကြီးမားခဲ့တယ်။ကဘာကြီးတစ်ခုလုံးကဆောက်ထိုးမှုမျိုးဖြစ်သွားတယ်လို့ပါပဲ။ ဖျားသခင်ရဲ့မေတ္တာတရားအုပ်စိုးတဲ့နိုင်ငံအစအင်အားကအရာရာကိုဆုံးဖြတ်တဲ့စာတန်ရည်စနစ်အောက်ကိုရောက်သွားခဲ့တယ်။ရလက်ကတော့ရှင်းပါတယ်။ညီဖတ်ချင်းနေရာမှာဒုက္ခတွေအသက်ရှင်ချင်းနေရာမှာဒီချင်းတရားကကြီးစွာလာခဲ့တာပါ။အခုဒီဇလိုင်းရဲ့အရေးကြီးဆုံးအထွတ်အထိပ်ဖြစ်တဲ့အပိုင်းကိုရောက်လာပါပြီ။စကြောဝါလာအဆိုင်ကဆွဆွက်ချက်ကိုဖြည့်ရှင်းမဲ့အပီးစက်အဖြစ်တားတော်ကြွာလာခြင်းပဲဖြစ်ပါတယ်။တားတော်ကနောက်ဆုံးအာရန်ဆိုတဲ့နာမည်နဲ့ကြွာလာခဲ့တယ်။ ဆိုလိုတာကရှင်းရှင်းလေးပါပဲပထမအာထံကြာရှုံးခဲ့တဲ့စံသက်မှုကိုအောင်မြင်အောင် ဖြေရှို့ဖို့သူမလုံနိုင်ခဲ့တာကိုအဆုံးသတ်ပြဖို့လာခဲ့တာပါတားတော်ရဲ့အသက်တာတစ်ခုလုံးဟာဆက်တန်းရဲ့အငင်းအခုံကိုစနစ်တကျတစ်ခုချင်းစီခြေဖြတ်သွားရဲ့ပြီးပြည့်စုံတဲ့တက်တဲ့ခန့်ချက်တစ်ခုပါပဲလူစားတိခံယူခြင်းရအဖေသူဟာစံသက်မှုကိုလူသားနေနဲ့တူညီတဲ့အခြေအနေအောင်မှာရင်းဆိုင်ခဲ့တယ် အပြစ်ကင်းတဲ့အသက်တာနဲ့ပြင်းထန်တော်ဟာလိုက်နာနိုင်ကြောင်တတ်သိဖြခဲ့တယ်။လက်ဝါးကတိုင်မှာတေချင်းအဖြစ်အပြစ်ရဲ့အကျိုးဆက်ကိုအနိုင်ယူခဲ့ပြီးတော့ရှင်ပြန်ထမြောက်ခြင်းအဖြစ်ဖြောင့်မချင်းဟာတေချင်းစီကိုမဟုတ်ပဲအသက်ရှင်ချင်းစီကိုဥတီကြောင်အပြစ်သက်တတ်သိထူခဲ့ပါတယ်။ဟုတ်ပါတယ်။ရှင်ပြန်ထမြောက်ခြင်းဆိုတာကအားလုံးရဲ့အဆုံးစွန်တတ်သိပါပဲ။ဒါဟာဘုရားသခင်ရဲ့ဖြစ်ညာဟာမှန်ကန်တဲ့အသက်ရှင်ခြင်းကိုပဲပေးတယ်ဆိုတာကိုတက်စိတ်ခက်အတီးပြုတ်လိုက်တာနဲ့အတူတူပါပဲ။ ဘာလို့လဲဆိုတော့ဒါတော့မှအဖြစ်ဖြစ်ရှိတဲ့အတွက်တေချင်းကသူ့ကိုချုပ်ထိမထားနိုင်ငယ်လို့ပါဒီအောင်ပွဲနဲ့အတူပဲတရားခွင်မှာဆွဆွဲဖို့ကနိုင်ယူဖို့ဖန်ဆင်းခြင်းကိုပြန်ရွေးဖို့အတွက်ခိုင်မာရဲ့ဥပဒေကြောင်းအရခြေခံကိုရရှိသွားခဲ့ပါပြီဆွဆွဲချက်ရဲ့ခြေခံဝင်ပြီးလွန်ဝကိုပြိုကျသွားခဲ့တာပေါ့ဒါတော့ရဲ့တသက်ပြချက်ကအဓိကတသက်ကြီးပေါ့ဒါပေမဲ့ဖျားသခင်ရဲ့အစီအစဉ်ကဒီမှဒီမပြီးသေးပါဘူးဒီအမှန်တရားကိုထပ်ပြီးအတည်ပြုပေးမယ်အသက်ရှင်နေတဲ့လူသားတသက်တည်းရဲ့အခန်းကဏ္ဍကလည်းကြံနေပါသေးတယ် ီနေရာမှာတန်ရှင်းသောဝိညာဉ်တော်ကအထိကချလာပါတယ်။ယောဂီတို့တွေဟာကိုယ်ခွန်အားနဲ့မဟုတ်ပဲဝိညာဉ်တော်ရဲ့တန်ခိုးအဖြစ်အဖြစ်ကိုကြော်လွားပြီးမေတ္တာပညာတော်အတိုင်းအသက်ရှင်နိုင်တဲ့တက်ရှိတက်တည်ဝေဖြစ်လာကြတာပါ။ဝူဆောင်သောအတီးများလောခေါ်တဲ့ဒီတက်တည်ခံချက်ကိုအစဉ်30နဲ့ပြည့်စုံလာစေပါတယ်။ပထမဆုံးကတော့ရှင်ပြန်ထမြောက်ချင်းခံရတဲ့ခရစ်တော်ကိုယ်တိုင်ပါပဲ။ဒုတိယကတော့ပင်တေကုတိပွဲနေ့မှာဝိညာဉ်တော်ကိုပရမဇုန်ခံရတဲ့ယုံကြည်သူတွေဖြစ်ပြီးနောက်ဆုံးမှာတော့ အာဇာနည်တဆင်းလီတောင်းလီထောင်းကတည်တည်ခန့်ချက်ကိုအဆုံးစွန်ထိတိုင်းအောင်မြင်စွာတင်ဆက်သွားမှာဖြစ်ပါတယ်။သူတို့ရဲ့အောင်မြင်မှုကဘလောက်ထိပြင်းထန်လဲဆိုရင်ကျန်းစာမာဒီလိုတော့ဖော်ပြထားတယ်။သူတို့တွေတိုးတငယ်ကြီးတွင်အားဖြင့်လကောင်းမိမိတို့တည်တည်ခန့်ချက်နှုတ်ကပတရားအားဖြင့်လကောင်းသူ့ကိုအောင်မြင်ကြ යි ။သူတို့တီတည်တည်တိုင်အောင်မိမိတို့၏အသက်ကိုမနှမျောကြ။ဒါဟာဒီချီကိုလာတရားခွင်မှာနောက်ဆုံးနဲ့အခိုင်အမာဆုံးတည်တည်ပါပဲ။ကဲအခုဆိုရင်တော့ဒီစัจ ज्य ဝလာတရားခွင်ကြီးရဲ့နောက်ဆုံးအခန်း နေကုန်းပိုင်းကိုရောက်လာပါပြီတက်တေတွေပြေစောစီရင်ချက်ချပြီးဖန်ဆင်းရုံကိုပြန်လည်တိဆောင်းပြချင်ပေါ့တက်တေအထောက်အထားအလုံးပြည့်စုံသွားတဲ့အခါတရားခွင်ရဲ့နောက်ဆုံးစီရင်ချက်ထွက်ပေါ်လာပါပြီဆွဆွဲသူရဲ့အမှုဟာပလတ်ချင်းခံရပြီးသူ့ရဲ့ဆွဆွဲချက်တွေအလုံးအပီးတိုင် ရှုံးနေသွားပြပါတယ်သူ့ရဲ့အတန်းဟာစကြဝဠာထဲကနေထာဝရတိတ်ဆိတ်သွားပါတော့တယ်ဒီစီရင်ချက်ရဲ့ရလက်ကတော့ဖန်ဆင်းချက်ကိုအတိတ်တစ်ပိုင်းပြန်လည်တိဆောက်ချင်းပါပဲစင်းရဲ့ဒုက္ခအလုံးပျောက်ပြီး ကတိတော်အတိုင်းမင်းရင်ရှိသမျှကိုတုတ်တော်မူမီဒေချင်းငိုကြွေးချင်းအော်ဟိချင်းနာချင်းချင်းနောက်တစ်ဖက်မရှိရတော့ဆိုတဲ့ချင်းတွေကိုရောက်ရှိသွားမှာပါဒီတော့ဒီအကြောင်းအရာတွေအားလုံးကိုနားထောင်ပြီးရင်နောက်မှာကျွန်တော်တို့အတွက်နောင်ဆုံးတွေးစရာမိကုံတစ်ခုကြံခဲ့ပါတယ်အဲ့ဒီကြီးမားတဲ့ဆွဆွဲချက်ကြီးအပြီးတိုင်တိတ်ဆိတ်သွားတဲ့အခါမိတာတရားတစ်ခုတည်းပေါ်မှာပဲဒီဆောက်ထားတဲ့စကြောလာကြီးကဘလို့မျိုးများဖြစ်နေမလဲ